်ရသော်ဘုရားရဲ့ဘဝကိုကြည့်လိုက်ရသော်ဘုရားဟာဘဝလူဘဝရလာပြီးတဲ့အခါမှာအသက်80တတ်တော်80လူလောကမှာနေထိုင်ခဲ့တတ်တော်80ဘုရားဘဝနဲ့45နှစ်နေထိုင်ခဲ့တရားကျင့်တဲ့အချိန်ကနှစ်ပေါင်း6နှစ် ။ယောဂီစိတ်ရင်ခံစားပြီးတော့မင်းသားဘဝနဲ့နေတာက29နှစ်။ဩ။ဆရာလောင်းလေးမွေးဖွားလာပြီးတော့ရွှေနှန်းစိတ်ရင်ခံစားနေတဲ့29နှစ်အတွင်းမှာအခက်ခဲတစုံတရာရှိခဲ့တယ်ဆိုတာမှတ်တမ်းထဲမှာမရှိဘူးเนาะတောထက်ပြီးတော့တရားကျင့်တယ်6နှစ်ကြာလို့ရှိရင်တော့ခက်ခက်ခဲခဲတရားကျင့်ခဲ့ရတာဘာကြောင့်လဲ ။တမန်အနေထားမဟုတ်ဖဲနဲ့ဖះလောင်းတော်ဟာဒီအနုတ္တရတန်တိဝရပဒလို့ခေါ်တယ်။တကယ်ထူးမြတ်တဲ့အငိမ့်ဓာတ်ကိုရှာတယ်။အဲ့လိုရှာတာဟာမှန်ကန်တဲ့လမ်းကြောင်းနဲ့မရှာမီပဲနဲ့မှားရွံ့တဲ့လမ်းကြောင်းနဲ့လိုက်ပြီးတော့ရှာနေတာအချိန်နေဖြုံးပြီးတော့6နှစ်နီးနီးလောက်ဖြစ်သွားတယ်တဲ့။ အဲ့လိုလမ်းမပြီးတော့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ဒုက္ခရောက်သွားတာဟာကံကြမ္မာဝိချွေးကိုပေးဆရတာလို့ဒီလိုအဲ့ဒီထဲမှာမှတ်တမ်းတင်ထားတယ်เนาะအဲ့ဒီချိန်ကစပြီးတော့ကံကြမ္မာဝိချွေးဟာပေါ်လာမမကံကနဲ့တကယ်တရားလမ်းကြောင်းတိုင်ကြီးလိုက်မယ်ဆိုလို့ရှိရင်6နှစ်ထီအောင်ကျင့်စရာလည်းမလိုဘူးတရောက်ပင်ပန်းခံမှုလည်းမလိုဘူးမလိုအဖက်နဲ့ မာယွန်းနဲ့အကျင့်တွေနဲ့အချိန်ကုန်ပြီးတော့ခန္ဓာကိုယ်ကြီးပင်ပန်းပြီးတော့ဒုက္ခတွေအခြေချင်းရောက်သွားကြရတာဟာလွန်ခဲ့တဲ့ဘဝတစ်ခုမှာပြင်းမာခဲ့တဲ့ကံကြမ္မာဝကြွေးရဲ့ဝကြွေးကိုပေးဆရခြင်းလို့ဒီလိုပြောတာဘယ်တော့ဝကြွေးဖြစ်ခဲ့တာတုန်းလို့ဆိုတိတ်မဝေးခင်ကဝကြွေးဟောဒီဗဒ္ဒကဘာထဲမှာဂေါရမမြတ်စွာဘုရားမပွင့်ခင်အရင်ပွင့်တဲ့ဘုရားကတ္တဗမြတ်စွာဘုရား လူတွေရဲ့တက်တန်းအသက်2000တန်းမှာကသဗ္ဗမြတ်စွာဘုရားပွင့်တော်မူခဲ့တယ်။အဲ့ဒီအချိန်မှာဂေါရမဘုရားလောင်းဟာသတိပါဠိလို့ဆိုရဲပုံနာဝိရဇန္တပုံနာဖြစ်ခဲ့တယ်။ဝိရဇန္တပုံနာတွေဆိုတာအလွန်မာမနာကြီးတယ်။ပညာမန်တအားတက်တယ်။ပညာမန်နဲ့မကဘူး။ဗြမဏဆိုတာအဲ့ဒီခေတ်ခါမှာအမြတ်ဆုံးမဲ့သူက ကာဘုရားလက်ထက်နဲ့ဂေါရဝဘုရားလက်ထက်မတူဘူးအဲ့တော့ဇက်ကိုအမြင်ပြုပြီးတော့လည်းပဲမာမာနာတွေတက်တယ်ဗေဒကျမ်းဂန်တွေတက်တဲ့ဘောဓုတပညာကိုအကြောင်းပြုပြီးတော့လည်းပဲအဲ့ဒီဇောတိပါဠပုံနာမာမာနာတွေတက်ခဲ့တယ်ပဝန်းကျင်ရဲ့လှည့်စားမှုကြောင့်ဇာတိမန်တွေတက်တယ်ပညာမန်တွေတက်နေတယ်ပညာမန်တွေတက်ပြီးတော့ကသောမြတ်စွာဘုရားကို လူမထင်သူမထင်သဘောမျိုးနဲ့သူကပြောခဲ့တယ်ဘယ်လိုပြောလဲလို့ဆိုရင်ဘောဓိဆိုတဲ့ဖရာတဆုဖြစ်ဖို့အတိညာဆိုတာသူတို့ဗေဒကျမ်းကနေတည်းမှလည်းပါတာပေါ့အဲ့ဒီဘောဓိဆိုတဲ့အတိညာဟာအမတန်မှခဲရင်းဒီလိုခဲရင်းတဲ့အတိညာကိုဒီလိုကရုံးတုံးထားတဲ့ကိုတော်ကရနိုင်ပါမလားလို့ပြောခဲ့ ကတ္တဝဖရာကိုအထင်သေးပြီးတော့ပြောခဲ့တယ်ဒီစကားလေးရှိတယ်ပေါ့ကုတောနုဘောဓိမုံဒတ္တာဟောမုံဒဆိုတာဥပ္ပီကဒုံဆိုတဲ့အဓိပ္ပာယ်လေပေါ့ဘောဓိပရမဒုံလည်းပါဘောဓိဆိုတာတပ္ပယုတဉာဏ်ကြီးဆိုတာအမတမခဲနေရခဲတယ်အဲ့ဒီရခဲတဲ့တပ္ပယုတဉာဏ်ကြီးဟာသူ့မှာ ရနိုင်ပါမလားမရနိုင်တော့ဘူးလို့အထင်သေးပြီးတော့ပြောခဲ့တဲ့စကားတစ်ခုရှိတယ်ဒီဘုရားလောင်းပေမဲ့လို့ဘုရားကိုမကြည်ညိုဘူးဆိုတော့တတိထားဖို့လိုအပ်တယ်ကာလဘုရားပြီးရင်ပွင့်မဲ့ဘုရားအလောင်းကဘုရားကိုမကြည်ညိုဘူးဟုတ်ကဲ့လားဒါကြောင့်မလို့ကိုယ့်ကိုသိပြီးတော့အထင်မကြီးနဲ့ဒီဘဝမှာဘုရားဘာသာဖြစ်နေပြီမဲ့လို့နောက်ဘဝမှာဘုရားဘာသာ လူမျိုးတွေကြားမှာမဖြစ်ဘဲနဲ့တခြားလူမျိုးတခြားဘာသာဝင်တွေရဲ့ကြားမှာဖြစ်မယ်ဆိုရင်တခြားဘာသာဝင်တွေဘက်ရောက်မှာပဲမှန်ပါဗျာအဲ့ဒါကြောင့်မလို့ကိုယ့်ကိုယ်ကိုခိုင်မာအောင်လုပ်ဖို့အမှန်တမ်းအရေးကြီးတယ်အသိဉာဏ်เนาะမှန်ပါဗျာဒီလိုဘုရားလောင်းကြီးတောင်မှပဲဒီဘုရားကိုကြီးညိုနိုင်စွာမရှိဘူး အဲ့ဒီမှာကသဗ္ဗမြတ်စွာဘုရားကိုပြုစုနေတဲ့ကသဗ္ဗဘုရားနဲ့အမတမယဉ်ကြီးတဲ့ဂတိကာရဆိုတဲ့ဥရင်းတဲ့ကြီးရှိတယ်။ဘောရဝဘုရားအောင်တောထွက်တဲ့အခါကျတော့ကြာသင်္ကန်းလာကတ်တယ်ဆိုတာပြမာကြီးအဖြစ်နဲ့အဲ့ဒီဂတိကာရကသဗ္ဗလက်ထက်တုန်းကကသဗ္ဗဘုရားလက်ထက်တုန်းကသူကဥရင်းတဲ့ကြီးမျက်စိနှကွဲအလင်းမရတဲ့မိဘနှစ်ပါးကိုပြုစုလို့ကျွေးနေတာသူကအနာဂံဥပဒကကြီး အဇောတိပါဠိဆိုတဲ့ပုံနာနဲ့သူကအမတန်မှခင်တယ်အမတန်မှရင်းနှီးတယ်ရင်းနှီးတော့အဲ့ဒီဇောတိပါဠိပုံနာကိုဘုရားကြောင်ခေါ်တာဘုရားကြောင်သွားအောင်ဆိုမလိုက်ဘူးသူကနော်မလိုက်ရုံနဲ့မကဘူးဒီဥပ္ပိကရုံနေစီသွားလို့ဘာကြိုးရှိမှတုံးဆိုတဲ့စကားမျိုးပြောတယ်သူကနော်နောက်ဆုံးကြတော့ဂတိကာရဆိုတဲ့ဩရိန်တွေကြီးကခွန်အားပလာလည်းအမတန်ကောင်းတယ် နောက်ဆုံးကျတော့လိုက်မှလားမလိုက်ဘူးလားဆိုပြီးတော့သပင်ဆွဲပြီးတော့ကင်လိုက်တဲ့အခါကျတော့မှ तू ကဘုရားလောင်းဆိုတာစိတ်ကောင်းတော့အမတန်ရှိကတိကာရလူစန်းနေတဲ့လူတယောက်ကသူ့သပင်ကိုကင်နာနဲ့ပဲ तू ကတမန်ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီနေရာမှာတပ်ပွဲဖြစ်သွားနိုင်တယ်ပေါ့ဟုတ်ဘုရားလောင်းကတော့စဉ်းစားတယ်တိတ်အရေးကြီးတဲ့ကိစ္စမျိုးငါ့ကိုခေါ်တာပဲလို့ဒီလိုတွေး အဲ့လိုတွေးပြီးတော့ကဲသဘင်တော့မဆွဲနဲ့လိုက်ခဲ့မယ်လိုက်သွားတယ်ဖះစီရောက်တော့တရားဟောတယ်ဖះတရားလည်းနားလဲရဆုံးဖြတ်ချက်ကြသွားတယ်ဓမ္မတရားစစ်တရားမှန်ပဲဆိုတာချက်ချင်းသိသွားသောသောပိုင်းတုန်းကတော့ဇာတိမန်နေပညာမန်နေနဲ့အခုကံဖြစ်နေသည့်အတွက်ကြောင့်ဖះပေါ်မှာအထင်သေးမြင်သေးစကားတွေပြောခဲ့တယ်ဖះတရားနားလဲရတဲ့အခါကျတော့အမှန်တရားဆိုတာဒါပဲလို့ဆုံးဖြတ်ပြီးတရားဘွဲကထတာနဲ့ ဖះစီမှာခွင့်တောင်းပြီးတော့သင်္ကန်းဝတ်လိုက်တာအိမ်မပြန်တော့ဘောဓိဆိုတာအလွန်ခဲနာဒီလိုဥပ္ပိကရုံးနေအနေနဲ့ဘယ်လိုလုပ်ပြီးဘောဓိဉာဏ်ကိုရနိုင်မှာတုံးဆိုတဲ့ဒီအပြောနဲ့ကဲ့ရဲ့စကားပြောခဲ့သည့်အတွက်ကြောင့်လမ်းလွဲပြီးတော့သူခင်ဗျာကျင့်နေရတာလွယ်လွယ်နဲ့မရဘူးတဲ့အဲ့ဒါဒီစကားပြောခဲ့သည့်အတွက်ကြောင့်လွယ်လွယ်နဲ့မရခဲ့ဘူး 6နှစ်ပတ်လုံးလမ်းလွဲပြီးတော့ဘုရားလောင်းမှာချင်းချံကြိုးကိုအထောက်ခဲ့ရတယ်။ပင်မန်းဆင်းရဲစွာလမ်းရှာမတွေ့နိုင်ဘူးအတော်နဲ့အဲ့ဒါဟာဝတ်ကြွေးကိုပေးဆပ်လိုက်ရတာပဲလို့ဒီလိုပြောတာနော်။အဲ့ဒါဘဝမှာဝတ်ကြွေးကိုပေးဆပ်လိုက်ရတာဒါဒီတစ်ခုပဲဒီတစ်ခုဟာဝတ်ကြွေးပေးဆပ်လိုက်ရတယ်။ဒါကြောင့်မို့လို့အမတန်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ ဝစီကံမျိုးပြမားတဲ့စကားမျိုးမပြောမိအောင်ဘုန်းကြီးတို့တွေဆင်ခြင်ဖို့လိုအပ်တယ်